so ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့စိတ်ကူးရင်အတွေးတွေကိုတကယ်အမှန်တကယ်ဖြစ်လာဖို့အတွက်ဘယ်လိုလုပ်ရမလဲဆိုတာကိုစိတ်ဝင်စားဖို့ကောင်းအောင် ရေးပြထားတဲ့စာအုပ်ကောင်းတအုပ်နဲ့မိတ်ဆက်ပေးရှင်ပါတယ်ဗျဒီစာအုပ်ကတော့ Chris Grosher ရေးထားတဲ့ Winning the War in Your Mind ဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်ဗျဒီစာအုပ်ထဲမှာ ရှင်းပြထားတာက ကျွန်တော်တို့ရဲ့ဘဝကကျွန်တော်တို့ရဲ့အတွေးတွေပေါ်လိုက်ပြီးတော့ပြောင်းလဲနေတယ်ဒါကြောင့် မင်းဟာမင်းတွေးတဲ့အရာ ဖြစ်တယ်ဗောနော်ဒါကြောင့်ကျွန်တော်တို့ရဲ့အတွင်းထဲမှာရှိတဲ့အရန်တို့မနိုင်ရည်တကယ်အပြင်မှာကျွန်တော်တို့ကြုံတွေ့နေရတဲ့ဘဝတိုက်ပွဲမှာလည်းကျွန်တော်တို့အကြရှုံးနေမယ်ဗောနော်ဆိုတော့ဒီရဲ့ဘဝတိုက်ပွဲမှာနိုင်ရဖို့အတွက်ဒီစာအုပ်ကနေပေးတဲ့အကောင်းဆုံးချက်၄ချက်ကိုပြောပြပေးရှိပါရဗျနံပါတ်1မင်းရဲ့အတွေ့အကြုံကိုပြောင်းလိုက်ပါ Change your thinking ကျွန်တော်တို့ရဲ့အတွေ့အကြံကျွန်တော်တို့ရဲ့ဘဝလမ်းကြောင်းဆုံးဖြတ်နေရပြအတွေ့အဆိုးတွေအနောက်တဘောဆောင်တဲ့အတွေ့အကြံကျွန်တော်တို့ဘဝပြက်လောက်အောင်အထိကိုလုံနိုင်ပါရပြဒါကြောင့်ပရမဇုံနေနဲ့အတွေ့အကြံကိုပြောင်းလဲဖို့လိုအပ်တယ်နံပါတ်1မင်းရဲ့ယုံကြည်ချက်တွေကိုဖျက်သိမ်းလိုက်ပါ destroy your belief ငါမလုံနိုင်ဘူးငါမှမတတ်နိုင်ဘူးငါကံမကောင်း ဒီလိုမျိုးယုတ်ကြည်ချက်ဆိုတွေကကျွန်တော်တို့ဘဝမှာရှေ့ကိုမရောက်နိုင်အောင်ရှောင်နှောင်ထားတဲ့အရာတွေဖြစ်တယ်ဗျ။ဒါကြောင့်ဒီအရာတွေကိုကျွန်တော်တို့ကဒီယုတ်ကြည်ချက်တွေကိုဖျက်တောက်ဖြစ်ဖို့လိုအပ်တယ်ဗျ။နံပါတ်3မင်းရဲ့စိတ်တော်ရာကိုပြုပြင်ပါ renew your mind ကျွန်တော်တို့ရဲ့စိတ်ရ TV ရုပ်တံလိုင်းတစ်ခုလိုပဲဗျ။အနောက်ဘောဆောင်တဲ့ရုပ်တံလိုင်းတွေကိုဖွင့်နိုင်ရင်အနောက်ဘောဆောင်တဲ့အစီအစဉ်တွေပဲတက်နေမှာဖြစ်တယ်ဗျ။ဒီလိုအချိန်မှာကျွန်တော်တို့ရုပ်တံလိုင်းကိုပြောင်းလိုက်ဖို့အတွက်ရည်ကြီးရဗျ။ ဘုရားခင်ရဲ့နှုတ်ကပတ်တော်ဆိုတဲ့တဘောဆောင်တဲ့ရုပ်တံလိုင်းကို ပြောင်းလဲဖို့လိုအပ်တယ်ဗျ။နံပါတ်၄သိင်းအာယုံကိုပြောင်းလဲပါ။ Shift your focus ကျွန်တော်တို့ကပြဿနာတွေကိုကြည့်ပြီးတော့စိုးရိမ်ပူပန်တတ်ကြတယ်ဗျ။ဒီချိန်မှာကျွန်တော်တို့ရဲ့ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုအာယုံဆိုင်ဖို့လိုအပ်တယ်ဗျ။ဒါကြောင့်ဒီ winning the war in your mind ဆိုတဲ့စာအုပ်ကကျွန်တော်တို့ရဲ့စိတ်ထဲကအတွေးဆိုးတွေ ယုံကြည်ချက်အစိုးတွေကိုဘယ်လိုတိုက်ထုတ်ရမလဲပြီးတော့ကိုယ့်ရဲ့စိတ်တဘောတာကိုဘယ်လိုပြုပြင်ရမလဲအာယုံဆိုင်မှုတွေကိုဘယ်လိုပြောင်းလဲရမလဲဆိုတာကို ရှင်းပြထားတဲ့စာအုပ်ကောင်းတစ်ခုဖြစ်ပါတယ်ဗျဒီစာအုပ်ကနေဒီဗီဒီယိုကနေပြီးတော့မှမိတ်ဆွေတို့အတွက်တွေးစရာတစ်ခုကူရမယ်လို့မျှော်လင့်ပါတယ်ဗျနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါဘောအားလုံးကျေးဇူးတင်ပါတယ်ဗျကျွန်တော်ကတော့မြင့်တက်ပါ